channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာဖြစ်ရှိတာဖြစ်ပါတော့ကြောင့်ရောက်ရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရာကြပါမယ်ခင်ဗျာဆရာတော်ဗျာဒီတော့မှာဘယ်လိုရှိနေကြပါလဲဟုတ်ပေါ်ရောက်ပါတယ်ဒီလိုတချို့မှာအဲ့တိုင်းပြန်လို့အခုတို့ဖြစ်ပါသလားရှင်ဗျာကောင်းတယ်မိကောဒါကြတော့ဟုတ်ပြီနော်ကို့ပေါ်ရောက်ပါတယ်သူကို့ပေါ်မကောင်းကြံတဲ့သူကိုကိုကပြန်ကလေးစားချင်တယ် ပြက်ကလေးသားချီအပြက်ကလေးသားချီရဲ့သူအကုသို့ဖြစ်တယ်လားဆိုတော့အဲ့ဖြစ်တယ်မမီနော်အကုသို့ဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ဟာဖဖို့ကိုသူ့လုံးလို့ကိုကပြန်လှုပ်တာလေအဲ့လိုပေါ့နော်အဲ့ဟာသူ့သူ့လုံးလို့ကိုကပြန်လှုပ်ဒါပေမဲ့သူ့လုံးလို့ကိုကပြန်လှုပ်တယ်ဆိုပေမဲ့သူ့လှုပ်လိုက်တာသူ့အကုသို့ကို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 တာကိုကိုရုံးပါတယ်ကိုကိုဒီမကောင်းကြတဲ့အဲ့မကောင်းကြတဲ့သူမှသူ့မှာအကုသို့ဖြစ်သွားပြီအဲ့ဒီအကုသို့ရဲ့ဆိုကြသူကပြန်ခံစားရပါနောက်တစ်ချိန်မှာနော် ဲ့ဟာဒါပေမဲ့ကိုယ်ကပြန်လုပ်တယ်ဥပမာဥပမာမိမိကိုဘဘွားပြန်မေးမယ်မေးတယ်မလို့မိမိကိုခွေးကြိုက်မယ်မိမိကပြန်ကြိုက်မလားမကြိုက်ဘူးလားအမကမိမိပြန်အဲ့လိုမျိုးပေါ့ငါ့ကိုခွေးကြိုက်တယ်ငါ့ကိုကြိုက်တယ်ခွေးတွေ့ကြသေးတာပေါ့ပြန်ကြိုက်မယ်ဆိုရင်အဲ့ဟာဥပမာခွေးနဲ့မိုက်နဲ့တူမဖြစ်ဘူးလားမိမိအဲအဲ့လိုပဲသူကကိုယ်လာလုပ်တယ်အဲသူလုပ်တယ်သူကကုသိုလ်ပဲလေခွေးကြိုက်ရင်ကိုယ်ကပြန်မကြိုက်ဘူးပြောသူလို့သူလုပ်ရင်လည်းသူကပြန်မလုပ်ပဲနဲ့အဲပြန်ကလေးစားချီနေရ နော်ပြန်ကလေးစားကြည့်လိုက်တော့ကို့မှာအခုတို့ပြန်ဖြစ်သွားတာဗောမိမိနော်အဲ့နဲ့ပတ်သက်ပြီးပြောရရင်ဖုံးဖုံးလေးငငယ်ကစိုးတယ်ဗျနော်ဖုံးဖုံးလေးငငယ်ကစိုးတယ်နော်တတမမီးလေးအတိုင်းပဲအဲ့ဒါစိုးရတော့ဟိုလေးစိုးရတော့မဟုတ်ဘူးလေကို့ကိုသာလို့ရင်ပြန်လို့ချင်တာနော်ကို့ကိုပြန်မကောင်းကြံတဲ့သူဆိုလေကိုကပြန်ပြီးတော့ပြန်ကလေးစားချင်တယ်အဲ့လိုကလေးအဲ့လိုပြန်ကလေးစားချင်တာကိုပဲကိုကိုကိုဂုံယူတာဒါတော့ဟုတ်လားနော်တဲဟုတ်ပါလားအဲကိုကိုကိုအဲ့လိုမျိုးထင်ခဲ့ဘူးလေဖိုးဖိုးလည်းငငယ်ကမှားခဲ့ဘူးလေ အဖဖို့ဒါဖဖို့ပြန်မကောင်းကြရင်သူ့ကိုပြန်မကောင်းကြရင်နော်အဲငယ်ကအဲဖဖို့စီးရဲ့ဆက်ဘဲကိုလေလာလျှော့တဲ့ကောင်မှတ်ထားတယ်သူသူစီးရဲ့ဘဲကိုကျတော့ဖဖို့ကဖောက်ဖို့ဖောက်ပလဲနော်သူစီးရဲ့ဆက်ဘဲကိုကျတော့ तू ကလေပဲလျှော့တာဖဖို့ကစိတ်ကတူနေတော့သူစီးရဲ့ဆက်ဘဲကိုမှတ်ထားမှတ်ထားပြီးတော့အဲ तू မသိအောင်အဲစာအဲစာတိတ်ချေပါဖဖို့ဟောလို့တိုက်လိုက်သွားတို့လို့လို့ဘာလို့လို့နဲ့အဲကောင်စီးရဲ့ဆက်ဘဲနာသွားပြီးတော့အဲတန်ချုံနဲ့ဖောက်ပလဲ တိုင်းရအရန်ဆိုတာလေကုံစရာမဟုတ်ဒါဖုံးဖုံးမားခဲ့တာကိုပြောပြတယ်အဲ့လိုမျိုးပေါ့အမှန်တော့ကိုယ်တကယ်ချင်းချင်းချင်းစတာပဲစတာနဲ့စိတ်တွေတိုးကုန်တာနော်စိတ်တွေတိုးကုန်တော့ပြန်ကလေးစားချင်တာကြီးကိုကောင်းတယ်လို့ဖုံးဖုံးငယ်ငယ်ကထင်ခဲ့ဘူးလေအဲ့လိုပြန်တွေးကြည့်ရတာအရန်ဆိုတာတော်တော်ဆိုးတာပဲပေါ့နော်တော်တော်ဆိုးတာလို့ဆိုတိလာတယ်ပေါ့အခုကြတော့ဖုံးဖုံးအခုလည်းဖုံးဖုံးကလေးစားချင်နော်အဲနော်တေချာလာတော့ဖုံးဖုံးအခုလည်းပြန်ကလေးစားချင်တယ်ကို့ဘော်ဆိုးရဲ့သူတွေကို ဘလို့ကလေးစားချင်တယ်ဆိုတော့ငငယ်တော့ကလေးစားချင်တာကျတော့ကို့ဘော်ဆိုရင်ကို့ကသူ့တဲ့ပို့ဆိုကို့ကိုတစ်ချက်ရိုက်ကို့ကနှစ်ချက်တော့ပြန်ရိုက်အဲ့တော့ကို့ကိုကိုကောင်းတယ်လို့ထင်အခုဘဘကဘုံကြီးဖြစ်လာတဲ့အခါကျတော့ဖျားဟောတဲ့အင်းနဲ့ကလေးစားချင်ဘလို့ကလေးစားချင်လဲဆိုတော့ကို့ကိုရိုက်တဲ့သူကို့ကိုဆိုးတဲ့သူကိုကို့ကပြန်မရိုက်ဘူးနော်သူကနိုင်ကျင်တာပေါ့နိုင်ကျင်တာလို့လောကလူတွေကကျတော့ကို့ကိုတစ်ချက်ရိုက်ကို့ကနှစ်ချက်ရိုက်ရင်ငါတော့နိုင်သွားပြီငါတာသွားပြီငါမြတ်တယ်လို့ထင်တယ် ဒါပေမဲ့အဲ့ဒါဒီကိုကအကုသို့ဖြစ်သွားတယ်။အခုဘဘုံတို့ကဗုဒ္ဓရဲ့ဆုံးမတွေကိုနာယုံမတန်အားထုတ်တဲ့အခါကျတော့ဘဘုံကနိုင်ခြင်းနဲ့အကောင်းဆုံးသီးနဲ့ကလတ်စာချီခြင်းတဲ့အခါကျတော့ဘုလို့ဘုရားရှင်ကဘလို့ဆုံးပါလဲဆိုတော့ဘုလို့ကအကောင်းနေတော့သီးနေကောတယ်ဒီအတာတော်ဓာတုနာသီးနေနော်မယဲကြမ်းတမ်းတဲ့သူစိုးတွမ်းတဲ့သူကိုတဲ့မေတ္တာနဲ့အောင်မြင်ရည်တဲ့ဘာလဲလဲစိုးတွမ်းမယဲတဲ့သူကိုမေတ္တာနဲ့အောင်အဲ့ဒါကြတော့ဘုလို့ကပညာရှိသူတော်ကောင်းတွေရဲ့တကယ်တမ်းအတိုင်းယူခြင်း နှစ်မျိုးတုံးတယ်တဲ့သူဘုန်းလုံးငယ်ရကြုံမှုတယ်တချို့အရက်ကစင်းနေတဲ့တကယ်တင်းတွေမရှိဘူးလားအဲ့ဒီထဲမှာရှိလားမဟုတ်ဘူးတောင်းစားရင်မဟုတ်မတွေ့ရတဲ့တကယ်တင်းမရှိလားဟာလက်ညိုးရဆိုဘူးဗျာဒါဆိုရင်တော့အဲ့ကောင်မှတ်ထားနော်ဒါဒီလိုမှတ်ထားငါ့ကိုမဟုတ်လေးကြည့်ပါဦးကြည့်ဘူးနော်အဲ့ဒါဒါစိတ်ထားပုံအဲ့ဟာဒါအကုန်လုံးတော့ဒါပဲကျွေးရဆိုပြီးတော့ကျွေးရတဲ့အကုန်လုံးလည်းတော့မစားနိုင်ဘူးဗောသူများတော့ကိုယ်လည်းနည်းနည်းစားသူကိုယ်တကယ်တင်းလည်းစားဘူးအဲ့ဆိုတော့ ဒီကောင်ကဒီသူကငါတကယ်ကြီးဘသူကငါမဟုတ်တောင်းစားတော့မကြွေးဘူးဟုတ်ပြီမင်းမှတ်ထားတော့เนาะငါမဟုတ်ရရင်လည်းမင်းကိုမကြွေးဘူးเนาะအဲ့ဘုဖုလို့ငငယ်ကအတွေ့အခုကြတော့ဘုဖုတို့ကဖခင်ဘယ်လိုသုံးမလဲဆိုတော့လေနှမျိုးတုံ့တော်တဲ့သူကိုတဲ့เนาะနှမျိုးတုံ့တော်တတ်တဲ့သူကိုပိတ်ကမ်းခြင်းဖြင့်အောင်မြင်ရ၏တဲ့ဒါတဲ့လေတကယ်ကဘယ်လိုပုဂ္ဂိုလ်လဲနှမျိုးတုံ့တော်တဲ့သူကို ကျတော့ဒေါကိအနေနဲ့ဒေါကုတ္တရာအနေနဲ့တော့စက်ညစ်ဘက်တွေဖြစ်သွားအဖေဖေအားစင်အားရင်တို့မဟုတ်အားအားတာမဟုတ်အဲငင်းရတူတူရဲ့အလုံးတဲ့ဗာတယ်လေငင်းရတူတူရဲ့အလုံးနော်အဲကိုတငယ်ချင်းထဲမှာကိုမုတ်ကိုအဲမုတ်ကောင်းစားတော့သူကပြောင်းစေမှတ်တာကိုမုတ်လေးပြန်ဖက်ပြီးကျွေးလိုက်ကိုကသဘောထားကြီးကြောင်ပြလိုက်တွေ့လားမင်းငေါ့မုတ်မကျွေးရင်လည်းငါမင်းကိုကျွေးတယ်ဆိုအဲသူကအနိုင်ယူလိုက်တာအကောင်းဆုံးအနိုင်ယူခြင်းအဲတကယ်ရှက်တဲ့အဲရှက်စရာကြီးအဲနော်အဲကိုကသူ့ကိုတွယ်ဝဲပြီးတော့အနိုင်ယူလိုက်တာပဲ မင်းကမကြွတော့ငါလည်းမကြွဘူးကွာဆိုတာအဲ့ဒါတဘောတာနိုင်ကြအခုကြတော့နားလဲလာပြီဆိုရင်နော်မင်းမကြွဘူးငါကြွတယ်ငါနေမကောင်းဖြစ်တော့မင်းကောင်းတော့ဒါမှမဟုတ်မင်းကောင်းကိုမင်းကောင်းကိုဒါမကူညီဘူးចောင်းစာတွေငါမင်းမေးတော့ငါမမင်းကငါမင်းကမင်းမဖြစ်ဘူးအခုငါမင်းကိုဖြေပေးမယ်ဘာလို့လဲမင်းကငါရဲ့စိတ်ထားမင်းမြက်တယ်ဆိုတာကိုတွယ်ဝက်သူ့ကိုပြလိုက်တာအဲ့ဒါတကယ်ကောင်းတဲ့အစ်စ်မြက်တဲ့အနိုင်ယူခြင်းအဲ့ဒါအားရမဟုတ်ဘူးအဲ့ဒါကျွမ်းလုံးလို့တော်လုံးတဲ့သူတွေရဲ့လုပ်ရည် ဲ့ဒါအားလည်းတော့မထင်တဲ့တတမမီလေးနော်ကိုယ့်ထက်စိတ်ထဲနေကြတဲ့သူကကိုယ်ကသူ့တက်သဘောထားကြီးသားလိုက်တာမင်းကဆိုးတယ်နော်အေးဟုတ်ပြီငါမင်းကမဆိုးဘူးမင်းဒုက္ခရရင်ငါပြန်ကူညီပေးတယ်အလုံးဝကိုယ့်အကိုလည်းလေးစားလို့ရသွားတယ်အဲ့တကယ်အဲ့ဒီလူရဲ့စိတ်ထဲမှာလည်းအဲ့ဒီတကယ်ကြီးရဲ့စိတ်ထဲမှာလည်းသူအခုချက်ချင်းသူတည်ရင်လည်းတည်သွားနိုင်တယ်ချက်ချင်းမတည်တော့တောင်းတချင်းသူတည်တော့ရှက်သွားတာရှက်သွားတယ်နော်အဲ့လိုအဲ့လိုသဘောထားကြည့်ပြီးအနိုင်ယူတတ်ရတယ်အဲ့ဒါအနိုင်ယူခြင်းအဲ့ဒါအကောင်းဆုံးကလေးသားချင်းပြီးပဲ ကိုကိုဒေါသနဲ့တုတ်တယ်နဲ့တို့ကိုကမေတ္တာနဲ့နိုင်ယူလာကိုကိုစိတ်တူပြီးသာပြောသူ့ကိုပြုံးပြီးကြည်နေပြီလဲငါ့ကိုပြောတယ်ငါဒေါသနဲ့ပြန်ထွက်မလုပ်မယ်လဲပြုံးပြီးကြည်နေလိုက်အဲနော်ဥပမာတတမမီးတွေတတမမီးတို့ကိုယ်တိုင်ရဲ့ကျင့်ကျက်တစ်ခါတည်းလေးကိုယ့်ရဲ့ပစ္စည်းလေးတွေလက်ဆောင်လေးတွေပေးတယ်ဟုတ်ပါကိုယ့်ရဲ့ပစ္စည်းတစ်ခုခုပေါ့မဟုတ်ဆိုလဲမဟုတ်ကျွေးတယ်တစ်ခုခုပေးတဲ့အခါမှာတချို့ယူရလဲရှိပါတစ်ခါတည်းလေးမယူရဲသူမရှိဘူးလားအဲရရမယူတော့ဘူးရပြီမလိုဘူး တကယ်လို့ကိုပေးလိုက်တဲ့ပစ္စည်းတစ်ခုခုကိုသူကညှဲလိုက်တယ်ဆိုအဲညှဲလိုက်တယ်ဆိုအဲ့ဒီပစ္စည်းကသူတော့ဘယ်သူပြန်ယူရလဲကိုပဲပြန်ယူရဘူးလားသူ့ကိုဒါလေးပေးတယ်သူကမယူဘူးဆိုရင်ကိုပြန်ယူရတယ်အဲ့လိုပဲကိုကသူကကိုဒေါသနဲ့လာပြောတယ်စိတ်ကြီးတူပြီးလာပြောတယ်သူကကိုကိုဘာလာပေးတယ်ဆိုသူကိုကိုဒေါသဆိုတဲ့အပူတွေအကုတ္တတွေလာပေးတယ်ဟုတ်ပြီနော်ကိုကိုဒေါသအပူအကုတ္တတွေလာပေးတာတော့တတမမီတို့ကပြန်ပြီးဒေါသကြီးထွက်လိုက်ရင်သူပေးတာကိုဒါလက်ခံလိုက်တာနဲ့သူ့ အဲ့တော့ကိုယ်ဒေါသကြီးထွက်ပြီးလာလာပြီးတော့ကိုယ်မဟုတ်တာတွေလာပြီးတော့စိတ်တူစားတွေလာပြောတဲ့အခါမှာကိုကပြန်မပြောဘဲနဲ့ပြုံးမင်းကြည့်နေလိုက်တယ်။အဲ့သူစိတ်တွေသူမောသူပြောချင်တာပြောသူပြောတော့မခံစားနဲ့ငါ့ကိုပြောနေတယ်လို့တွေးမလဲနဲ့အေးစိတ်လာနေလိုက်။တော့သူ့ချက်လည်းလည်းမြင်းနဲ့ပုံစံနဲ့ဆရာကြီးကိုက်တယ်ဆရာကြီးထားတယ်သူ့ကိုကြည့်နေလိုက်။နော်ဆရာကြီးအထားနဲ့ဆရာမကြီးထားတယ်ကြည့်နေလိုက်။အာဒီကောင်နေနေတယ်ဒီကောင်မလေးနော် level နေနေတယ်ဆိုတဲ့ပုံစံကြည့်နေလိုက်။ကြည့်နေလိုက်ပြီးတော့သူမောသွားပြီဆိုတဲ့အခါကျမှနေမင်းပေးတယ် နေသေးတဲ့အာဟုတော်အပူတွေငါမယူဘူးလို့ပြောတယ်။ဒါလက်မခံတော့ငါမပူဘူး။အဲကြတော့ကိုမယူဆိုတော့အဲ့ဟာဘယ်သူယူရလဲ။အဲ့လာပြောတဲ့သူပဲယူလိုက်တာပဲ။တော်ကုတ်လာဆဲတယ်ဆိုရင်ဘုရားလက်ထက်ကလည်းရှိတယ်။ဘုန်းတော်ဘုရားရှင်လက်ထက်ကဘုရားကလာဆဲတာလေနော်။ဟိုပုံတိုင်းပြောမှဘုရားကဆဲတာ။ဘာလို့ဆဲလဲဆိုတော့သူ့ရဲ့ရဲချီရတဲ့သူ့ရဲ့အကူကိုဘုရားကဖုန်းကြီးဝတ်ပေးလိုက်တာ။နော်။ဖိုးရုပ်ပေးလိုက်ကြတော့ညီကုံနဲ့ချစ်တဲ့ကြီးကြီးနေလာတာငါ့ကူကအခုဖိုးဖျားရဲ့တပည့်ဖုန်ကြီးပြက်သွားပြီ ဒီဒီခေါ်ရမှာတော်တော်ဆိုးတာနော်ဘာလို့ညီကောင်ကြောင့်အစ်ထင်းကိုခွဲတယ်သူ့တပည့်ဖြစ်အောင်စီယုံးပလိုက်တယ်အားဖျားအောင်ဆဲတာညီလုံးတဲ့သူကတော်ဆုံးအဲသူကသူ့အိမ်မှာလေသူကသူတို့ခိုင်တိုင်ဆဲနေတော့ဘေးမှာရှိတဲ့သူ့ရဲ့အဲသူ့ရဲ့ဒါသူ့ရဲ့ဒါအိမ်နီးနားချင်းတွေကလည်းကြာတော့အမြင်ကပ်လာတယ်ဟိတ်ကောင်ဘာသာတော်စားနော်အဲသူတို့ကဘာသာတော်စားပုံသားမျိုးနွယ်တွေဆိုတော့မင်းအိမ်ကနေခေါ်ရမအောင်ဆဲနေလေအဲခေါ်ရမဘုရားမကြောက်ဘူးမသိဘူးတဲ့မင်းဆဲခြင်းအိမ်ကြီးကဆဲနေတယ်မင်းသွားဆဲတယ်သူနေတဲ့ကြောက်သွားဆဲတယ် ်ဘေးကလည်းနည်းနည်းအားသွေးလိုက်ဘေးကမလောက်ဘူးလေသူကလည်းစဉ်းစားအေးဟုတ်တာပဲငါအိမ်ကြီးကလည်းထိုင်ဆဲနေငါမောတာပဲရှိတယ်ဖျားရှင်တကယ်တုံးတဲ့အကြောင်းငါသွားဆဲတယ်သူကသွားဆဲတာပုံသားကြီးอ่ะတော့ဖျားကဒီလိုပေါ်ဖျားရှင်ကတော့ဘုန်းတော်ဖျားရှင်ကတော့တကယ်ပလင်ပေါ်မှာထိုင်နေတော့အာဒီဘားသာသာလို့ခေါ်တဲ့ပုံသားဖျားအောင်မြင်လဲမြော်လက်ညှိုးငေါငေါထိုးပြီးတော့ညတိညက်ပဲ့ကြီးဆဲတာဒီဒီညပဲ့ဒီမမရရဆက်ဒေါနဲ့မောနဲ့ဒေါသထွက်မှတော့အတမကျဲဘူးလားအော်ဟစ်ပြီးတော့ဆဲတာ ဆဲတော့ဥပမာတတမမီးလေပေါ်ဟစ်ပြီးတော့ဒေါသနဲ့ဆဲမယ်အဲ့ဒါနှစ်နာရီသုံးနာရီလောက်တကယ်တော့မနာနဲ့ဆဲလိုက်ဘာဖြစ်လာမလဲမောလာဒီပုံသားကြီးလဲလို့ပဲနိုင်ရောတော့တော့ဘုရားနှင်းနှင်းတော့တော့မဆဲဘုရားအေးဆေးပဲသူ့ပြောလို့တော့မထင်ဘူးအဲ့ဒါအကြောင်းပဲနေကြတော့ပုံသားကဆဲတယ်မောလာမောလာတော့เนาะအတန်တွေလည်းဝင်လာပြီဘုရားအေးဆေးပဲကြတော့သူစိတ်တွေတို့လာအဲ့တော့ဘုရားရှင်အားလို့ဆက်ဆော့ဖုန်းဖုန်းပြောသူလိုလေးပြောတယ်เนาะမင်းပေးတယ်အဆဲကိုငါမယူဘူးကဲ့ ။ရောင်မြူးဆိုရင်ဘယ်လိုပဲပြန်ယူရလဲ။သူပဲပြန်ယူရတယ်နော်။အဲ့လိုမျိုးရှိတယ်။အဲ့ဒါထားပါတော့ဗျာတတမမီတွေနားလဲအောင်ပြ။အဲ့ဒါဆိုတတမမီတို့ဒီကိုယ်ကလည်းစားကြည့်တဲ့သူကိုယ်ဒုက္ခပြတဲ့သူကဘယ်လိုဘယ်လိုနည်းနဲ့ကလည်းစားကြည့်ရမလဲ။ကိုယ်ရရင်ပြန်ရိုက်မယ်။ကိုယ်မကောင်းကြရင်ပြန်မကောင်းကြရမယ်ဆိုရင်အဲ့ဒီကလည်းစားကြည့်နေရ level နဲ့အဲ့ကျအစင်းမြင့်တဲ့ကလေးစားချင်နေတဲ့ကလေးစားချင်မယ်ကို့ပေါ်သဘောထားတည်တည်နေတဲ့သူကကို့ကသဘောထားကြီးမြတ်မှုနဲ့အနိုင်ယူမယ်။နော်ဒေါသထွက်တဲ့သူကမေတ္တာနဲ့အနိုင်ယူမယ် နှမျိုးတုံတုံတက်တဲ့သူကိုပေးကမ်းခြင်းဖြင့်အနိုင်ယူမှာအဲ့ဒါအကောင်းဆုံးကလေသာချင်ပြီးဖျားပေးတဲ့နည်းပဲဆောစောဘုံဘုံပြောသလိုခွေးကြိုက်ရင်ဒါနဲ့လေတာပြမကြိုက်ဘူးကွာအဲ့လိုမျိုးသဘောထားထည့်လိုက်နော်သူကတော့ပြောတယ်ငါပြမလို့ဘူးအဲ့ဒါညံ့ညက်တဲ့တကယ်အစ်စ်မြင့်တဲ့သူတွေရဲ့လုပ်ရပဲကိုကိုမကောင်းလာပြောတဲ့သူတွေကိုကဘုံဘုံပြောသလိုဆရာကြီးထားတယ်သူကအထင်သေးတဲ့ကြည့်လေးနဲ့ကြည့်ပြီးပြုံးပြီးကြည့်နေပြီးလိုက်နော်ဒီကောင် level နေသေးတယ်အတိညာတော်တော်ညံ့ ော်တော်နည်းနေတယ်ဒီဒီကောင်မလေးเนาะအဲ့ဒါမင်းနည်းနည်းစိတ်ထဲရင်းကြအောင်ကြိုးစားလိုက်အောင်လို့အဲကိုယ်စိတ်ကြရအဲ့လိုပြောတဲ့ပုံစံလေးနဲ့နေလိုက်အဲ့ဒါအကောင်းဆုံးကလေးစားခြင်းလေးပဲသူလုံးတဲ့အခုသူသူပြန်ခံရလိမ့်မယ်ဟုတ်ပြီเนาะဒါတာမမီလေးเนาะကိုယ်လုံးတဲ့သူကိုပြန်ကလေးစားခြင်းရင်သူ့လည်းအပြစ်ဖြစ်တယ်ကိုယ်လည်းအပြစ်ဖြစ်တယ်အဲ့ကြတော့ကိုကသူလုံးတဲ့အခုသူသူ့အသူသွားလိမ့်မယ်ဟုတ်ပြီလားနားလဲလားဘုံဘုံကြည့်တာနားလဲเนาะဟုတ်ပြီဗျာနားမလဲပြန်မေးကဲဘယ်သူမေးရောမလဲ